မင်္ဂလာပါ အရင်ဆုံးဝက်နံရိုးတွေကိုတေချာတန့်ရှင်းရေလုပ်ပေးပါရေပမာဏကဝက်နံရိုးနူးတဲ့အထည်အောင်ထည့်ပေးသွားပါကျွန်တော်ကတော့ဝက်နံရိုးကိုနူးဤနေအောင်ပြုတ်သွားပါတယ်ဝက်နံရိုးတွေကိုထည့်မဲ့ပါဝင်ပစ္စည်းလေးတွေကတော့ပွပွဆူလာပြီးဆိုတော့မှထည့်ပါရှောက်နူရွက်ပရဲခေါ်စပလင်တို့ကိုထည့်ပေးသွားပါဒါကတော့ကျွန်တော်အချင်းနေရာမှာမကြီးရွက်နဲ့ထည့်ပြီးတော့အသုံးပြုထားတာပါကြက်သွန်ကြီးထည့်ပေးပါ မယုတ်သေးစိတ်နဲ့ကြက်သွန်ဖြူကိုရောကျိတ်ပြီးတော့ကျွန်တော်ထည့်ထားပါဗျ။အချင်းနေရာမှာကျွန်တော်တို့တမယာရေမကြီးရေမသုံးဘဲနဲ့မကြီးရွက်ကိုအသုံးပြုထားခြင်းဖြစ်ပါတယ်။အရသာအတွက်အရသာမုံငားငပြရင်နဲ့အရသာလေးလေးလေးနက်နက်ဖြစ်အောင်ထိုင်းကပိရေလေးကိုကျွန်တော်အသုံးပြုထားပါတယ်။မထည့်ခြင်းမှုဆိုရင်လည်းရပါတယ်။ဝါနယိုးကိုအသားတွေနှူဤပြဲလာတဲ့အထီအောင်ဖြစ်သွားပြီဆိုတော့မှနောက်ဆုံးမှကြက်သွမိန်နဲ့နန်းနန်းမင်းလေးကိုအုပ်လိုက်ပါအချင်းနေရာမှာမကြီးရွက်ကိုထည့်ထားတဲ့အတွက်ကျွန်တော်တို့တော်တော်လေးကိုအရသာထိထိမိမိလေးနဲ့စားလို့ကောင်းပါတယ် ဝက်နံရိုးမီတာကိုကျွန်တော်တို့တခြားအချင်မသုံးဘဲနဲ့မကြီးရွက်လေးနဲ့လှုပ်ထားတဲ့အခါမှာတော်တော်ရှူးရှူးရှဲရှဲနဲ့စားလို့အရင်ကောင်းပါတယ်။တခါမှဒီတိုင်းမလှုပ်စားဘူးဆိုရင်တော့လှုပ်စားကြည့်ပါအရင်ယူစားလို့ကောင်းပါတယ်။ဒီအတိုင်းပဲစားလို့ရှူးရှူးရှဲရှဲနဲ့ကောင်းသလိုထမင်းပြူလေးနဲ့တွဲဖက်ပြီးစားရင်လည်းအရင်ယူစားလို့ကောင်းပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။